ဩတို့တရားတော်မှာလာတဲ့ဖရာကိုတော်မြတ်ကြီးဒီတရားဝတ္ထုမှာလာတဲ့သံမာဝတိတို့ခုံးစုတ်တရာတို့သံမာဝတိအမှုပြုတဲ့အမျိုးသမီး900တို့အဲ့ဒီတုန်းကကောသံမီကြီးမှရှိတဲ့ကြောင်းတကာဂောတကတထေးတို့ပါဝါရိကတထေးတို့ကုတ်ကုဒတထေးတို့ဆိုတဲ့ပ ဒီအရာဝတ္ထုတွေဒီခဏိဘာမှအစရှာမတွေ့တော့ဘူးဝေပုံလသုတ်တံများဝေပုံလသုတ်တံမြတ်စွာဘုရားကအနိစ္စဒုက္ခအနတ္တကိုအကျေဆုံးဖော်ပြဒိဋ္ဌကုတောင်ပေါ်ကနေပြီးတော့ယဟန်တော်တွေကို ဝေပုံလတောင်ကြီးရာဇကျူကြီး ပတ်လေမှာတီးနေတဲ့တောင်ငါးလုံးမြန်စီရဲ့ရှိတဲ့အ ਨੇ ကဂိတ်သကုတ်တောင်ပေါ်ကနေပြီးတော့ဝေပုံလတောင်ကြီးကိုလက်ညှိုးညွှန်ပြီးတော့အနိစ္စလက္ခဏာကိုအကျဉ်းဆုံးမြတ်စွာဘုရားပြဗုဒ္ဓပုပ္ပံဘိက္ခူဣမတဝေပုံလတ္တပပတ္တတာပါစီနာဝန်သောတွေဝသမညာဥဒ္ဒပါတိ ဘိက္ခူယံတို့များအိုချစ်သားတို့ဘုဒ္ဓပုံပန်ရှိ၌ဖြစ်ဖူးအကြောင်းတူကားဣမတ္တဝေပုံလတ္တပပတ္တဤဝေပုံလတောင်ကြီးဤပါစီနာဝန်သော တွေဝပါစီနာဝန်သဟူ၍သာလင်တမင်ညာအမည်သည်ဥဒပါတိထင်ရှားဖြစ်ခဲ့ပြီးတရားခင်ဖြစ်သားတို့ ဟောဒီဝေပုံလတ်တောင်ကြီးရဲ့အမိဟာတဲ့ရှိကဖြစ်ခဲ့ဘူးတာကိုပြောရဝေပုံလတ်မဟုတ်ဘူးတဲ့ပါစီနဝန်သတောင်လို့ဒီတောင်ကြီးရဲ့နာမည်ဖြစ်ခဲ့ဒေနာခောပန္နာဘေခဝေမနုဿာနံတိဝရာတွေဝသမညာဥဒပါတိခြေသားတို့အဲ့ဒီအချိန်လုံးကလေ လူတည်ရဲ့နာမည်ဟာတိဝရလို့ခေါ်တယ်တိဝရဘိခဝေမနုဿာပါစီနာဝန္တံပပတံသတုဟိနာအာရဟံတိသတုဟိနာအရဟံတိခြေသားတို့အဲ့ဒီခေတ်တုန်းကတိဝရခေါ်တဲ့လူတွေဟာပါစီနာဝန္တလို့အမည်သွင်းခဲ့တဲ့ဟောဒီဝေ ဝေပုံရတောင်ကြီးကို၄ရက်တက်ရတယ်တဲ့၄ရက်ချင်းရတက်တာ၄ရက်ကြာတယ်ချင်းတာ၄ရက်ကြာအဲဒီတော့ကကုသံမြတ်စွာဘုရားပွင့်ထွန်းတော်မူတယ်ကကုသံမြတ်စွာဘုရားရဲ့ဧကသာဝကအစုံကဝိဓုရမတိနဲ့သင်္ဒီဝမတိလို့ခေါ်တယ်မြတ်စွာဘုရား အဲ့ဒီတုန်းကလူကြီးရဲ့နာမည်အဲ့ဒီတုန်းကယနေ့ဝေပုံလခေါ်တဲ့တောင်ကြီးရဲ့နာမည်ပါရှင်ကဝန်သဆိုတဲ့နာမည်လူကြီးရဲ့တိဝရဆိုတဲ့နာမည်အဲ့ဒီတုန်းကတောင်ရဲ့အမြင့်ပမာဏလေးယူသနာရှိလို့တက်တဲ့အခါလေးရဲ့ကြားရင်ဆင်းတဲ့အခါလေးရဲ့တောင်ပမာဏကိုလည်းမြင်အောင်အဲ့ဒီတုန်းကပွင့်တဲ့ဖျား ကကုသမြတ်စွာဘုရားအနှစ်၄ဆောင်တန်းမှာပွင့်တော်အဲ့ဒီကကုသမြတ်စွာဘုရားရဲ့အခါသာဝကအစုံကအရှင်ဝိဓုရနဲ့အရှင်သင်္ဇီဝမတိလို့အဲ့ဒီလိုအမိတ်ရှိပြီးတော့မှတန်ဝေကအနိစ္စလက္ခဏာဏိဂုံးဘယ်လိုအုပ်ပေးကြလဲပတ္တတာဘိခဝေသာစေဝိမသပပတ္တသသမိညာအန္တရဟိတာ ဘိက္ခုဝေယဟန်တော်မြတ်ဥစ္စတာတို့ပဋ္ဌာဉာဏ်ပညာသက်ခုဖြင့်ကြည့်ရှုကြပါကုန်တော်ဣမတပပတ္တယနေ့ဝေပုံးလခေါ်တဲ့ဤတောင်ကြီးသာစီဝသမညာထိုစင်ကတွန်ခဲ့တဲ့ပါစီနဝန်သဆိုတဲ့အမည်လည်းပဲအန္တရာဟိတာကိုပြောက်ခဲ့လေခဏလူလူမြင့်ကြည့်ဒီတောင်ကြီးပါစီနဝန်သတောင်လို့တွန်ခဲ့တယ်ဆိုတာတယောက်မှမသိဘူး တေသမနုဿာကာလင်္ကတာထိုးစင်းကတိဝရခေါ်တဲ့လူတွေလည်းတယောက်မကြံအာလုံစုတည်ပြကြွသေးလွန်ခဲ့ကုန်ပြီသောသဗ္ဗကဝါပရိနိဗ္ဗုတောထိုးစင်းကပွင့်တော်မူတဲ့ကကုတံမြတ်စွာဘုရားလည်းပဲပရိနိဗ္ဗာန်ဝန်ဆံချုပ်ငိမ့်ဘုံသကသိမ့်တော်မူခဲ့လေပြီဟောဒီလို့ ေဝံအနိစ္စဘိက္ခဝေသင်္ခါရာဧဝံအတုဝါဘိက္ခဝေသင်္ခါရာဧဝံအနတ္တတိကဘိက္ခဝေသင်္ခါရာဘိက္ခဝေယံတော်မြတ်အိုချစ်သားတို့သင်္ခါရာယုံနံဓမ္မသင်္ခါရလူသည်ဧဝံအနိစ္စဤသို့မမြဲခြင်းသဘောရှိကုန်၏ဧဝံအတုဝါဤသို့မခိုင်ခြင်းသဘောရှိကုန်၏ဧဝံအနတ္တတိကဤသို့မသက်သာခြင်းသဘောရှိကုန်၏ ရာဝန်စီတံဘိကဝေအလမေဝသဗ္ဗသင်္ခါရိသူနိဗ္ဗိန္တိတုံအလံဝိရိတိတုံအလံဝိမု ക്തി တုံဘိကဝေယဟန်တော်များအိုခြေသားတို့ရာဝန်စာအတိဝိယအလွန်လင်သဗ္ဗသင်္ခါရိသူကျွမဲ့အုတ်ဆုံးအလုံးစုံသောသင်္ခါရတရားတို့၌နိဗ္ဗိန္တိတုံနိဗ္ဗိဒာညာဖြင့်တန်အောင်ကြိုးကုန်အားထုတ်ခြင်းမှာ အလမေဝသင်လာဒီသာဒီအလမေဝသင်လာဒီသာဒီဝိရတိတုံဝိရာကညာဉ်ရင်တန်အောင်ကျိုးကုန်အားထုတ်ခြင်းကအလမေဝသင်လာဒီသာဒီဝိမု ക്തി တုံကြည်လေသားမှလွတ်မြောက်တဲ့မညာဖုံညာဘောက်ပြင့်ဆောင်ကျိုးကုန်အားထုတ်ခြင်းကအလံသင်လာလေသည်လို့ ဒီဝေပုံလတောင်ကြီးကိုလက်ညှိုးထိုးပြပြီးတော့ကကုသမြတ်စွာဘုရားလက်ထက်တုန်းကဒီတောင်ကြီးပါစီနာဝန်သခေါ်တယ်။ကောနာကုံဘုရားလက်ထက်ကြတော့ဝန်ကကခေါ်တယ်။အဲ့ဒီတုန်းကဒီရာဇကျူပြည်သူပြည်သားတွေရဲ့နာမည်ဟာရောဟိတတခေါ် အဲ့ဒီတုန်းကရောကြီးတကခေါ်တဲ့ရာဇကျုမြို့နေရာမှာနေတဲ့လူတွေဟာဝန်ကကခေါ်တဲ့အဲ့ဒီတုန်းကခေါ်တဲ့နာမည်ခဏိဝေပုံလတောင်ကြီးဟိုတုန်းကဝန်ကကခေါ်တဲ့တောင်ကြီးကိုသုံးယူသုံးရက်တဲ့ရတယ်သုံးရက်ဆင်းရမပြုလို့တော့သုံးယူသနာမြင့်တော့ကကုသမြတ်စွာဘုရားလက်ထက်တုန်းကလေးယူသနာမြင့်တဲ့တောင်ကြီးဟာ ကောင်းနာကုံဖရလက်ထက်ကြတော့သုံးယူသနာမြင့်ဒါကြောင့်လူတွေသုံးရက်တဲ့ရတယ်သုံးရက်ချင်းရအဲထိုးတင်းကကောင်းနာကုံဖရပွန့်ခြေသားတို့ညာမျက်စိနဲ့ပြန်ကြည့်သာအဲ့ဒီတုန်းကယနေ့ဝေပုံလတောင်ကြီးရဲ့ဝံကကဆိုတဲ့အမည်လည်းပျောက်သွားပြီအဲ့ဒီတုန်းက ရောဟိတတခေါ်တဲ့လူတည်ရဲ့နာမည်လေးပဲအခုငါဖျားဟောလို့ဒါခြေသားလို့သိရအဲ့ဒီလူတည်ရဲ့နာမည်လေးပြောက်ပြီအဲ့ဒီလူတည်လည်းတယောက်မှမကြံဘူးအိုးအဲ့ဒီတုန်းကပွင့်တော်မူတဲ့ကောနာကုံဖျားလည်းပဲပရိနိဗ္ဗာန်စံတော်မူခဲ့ပြီယခင်ကဤအတိုင်းယဝံစီဧဝံနိသဗ္ဗေခဝေသင်္ကာရဧဝံအတုဝါဘေခဝေသင်္ကာရ ေဝံအနတ္တိကာဘိက္ခဝေသင်္ခါရာယာဝံစီတံဘိက္ခဝေလမေဝသဗ္ဗသင်္ခါရေတုနေဂိဉ္စီတုံအလံဝိရစီတုံအလံဝိမုတ်စီတုံအဲ့ဒီလိုဒီကောနာကုံဖရလက်ထက်မှာဒီတောင်ရဲ့အမိအဲ့ဒီတုံးကရန်တကြူမြို့ကလူတွေရဲ့အမိအဲ့ဒီတုံးကပွင့်တဲ့ကောနာကုံဖရကောနာကုံဖရကိုတော်မြတ်ရဲ့ အက္ကသာဝကအစုံဖြစ်တဲ့ဘိညောသောမတိဥက္ကရမတိဆိုတဲ့မတိနှစ်ပါးဒါဒီခင့်ပြောပြီးတော့မှမြတ်စွာဘုရားကအနိစ္စလက္ခဏာကိုသင်အောင်ပြအင်းတခါကတ္တပမြတ်စွာဘုရားလက်ထက်ကြတော့ဒီဝေပုံကတောင်ကအမိတမျိုးပြောင်းလာပြန်ဥပ္ပတ္တတောင်ရဲ့ရှင်ရှင်ထင်ထင်တောင်ကြီးပေါ့ အဲ့ဒီအချိန်ကြာတော့လူတွေရဲ့နာမည်ကသုတ်ပြရလို့ခေါ်တဲ့ရာဇဂျုံကြီးမှနေတဲ့မကတတိုင်းသားတွေအဲ့ဒီတုန်းကသုတ်ပြရခေါ်အဲ့ဒီသုတ်ပြရခေါ်တဲ့လူတွေဒီသူပတ္တခေါ်တဲ့ဟောဒီဝေပုံလာတောင်ကြီးကိုနှစ်ရက်တက်နှစ်ရက်ချင်းရဘာဖြစ်လို့နယူးသနာပဲမြင့်တော့ဒါကြောင့်လူဝဟာရ ဖယားတဆူနဲ့တဆူကြမြည်ကြီးတယူဇနာမြင့်နေဆိုတော့တောင်းတောင်းကြီးကဒီမိုးရွာတော့တဖြည်းဖြည်းပြီးပြီးတော့ကြကုန်အော်ကောနာကုန်ဖယားလက်ထက်သုံးယူဇနာကတ္တပမြတ်စွာဘုရားလက်ထက်ကြတော့နှယူဇနာကတ္တပမြတ်စွာဘုရားရဲ့အက္ခသာဝကအဆုံးကဒိဋ္ဌမတိပါဒ္ဒဝါဒမတိ အလုံးခင်းပြောပြီးမှမြတ်စွာဘုရားကပတ္တထာဘိခဝေသာစေဝိမန္တပပတ္တသာသမင်းညာအန္တရဟိတာရှိလိအတ္တစေသားတို့ဉာဏ်ပညာမြတ်မျက်စိနဲ့ကြည်ကြသံပါခဏိဟောတိဝိပုင္ကတောင်ကြီးကတောင်ကြီးရဲ့ကတ္တပမြတ်စွာဘုရားလက်ထက်တုံးကတွင်တဲ့ပုပ္ပတ္တဆိုတဲ့အမည်လေးပြောက်သွားပြီတေသမနုဿကာလင်္ကတာထိုစဉ်က သုတ်ပြရခေါ်တဲ့လူတွေလည်းတရားမကြံကွယ်လွန်ကြကုန်ဤသောသဘဂဝါပရိနိဗ္ဗုတောထိုးစဉ်ကပွင့်တော်မူတဲ့ကတ္တပမြတ်စွာဘုရားလည်းပရိနိဗ္ဗာန်ဝန်ဆန်းချုပ်ငိမ့်ပုံစသိမ့်တော်မူပြီဧဝံအနိစ္စဘိက္ခဝေသင်္ခါရာဧဝံအတုဝါဘိက္ခဝေသင်္ခါရာဧဝံအနတ္တတိကဘိက္ခဝေသင်္ခါရာจิตတို့သက်ရှိသက်မဲ့ယုံနံဓမ္မသင်္ခါရဆိုတာဤသို့ရင်မမြင်ခြင်းသဘော ဤသို့စဉ်မခိုင်မာခြင်းသဘောဤသို့စဉ်မသက်သာခြင်းသဘောရှိတယ်လို့သံဝေကနဲ့အအနိစ္စဝိပဿနာနဲ့နိဂုံးတုံတုံဥပ္ပေအဲကိုတော့လက်ထက်ကြတော့ဣတာရီခောဘောပဏာဘိက္ခူဣမန္တဝေပုံလကပပတ္တဝေပုံလောတွေဝသမင်ညာဥဒ္ဒပါတိ चित्त တို့ ကနေ့ကြတော့ဟောဒီတောင်ကြီးရဲ့နာမည်ဟာဝေပုံလာလို့ချက်သားတို့သိကြဝေပုံလာလို့ခေါ်တယ်ဣမေသင်္ဆမနုဿာနံမာကရကာတွေဝသမညာဥဒ္ဓပါဠိဟောဒီရာဇကျူကြီးတဲ့ကရာဇကျူကြီးနေမှာနေတဲ့လူတွေရဲ့နာမည်ကိုမာကတကမကဒတိုင်သားတွေလို့ခေါ်ကြနာမည်ပြောင်းလာ မာဂရကပိခဝေမနုဿာဝေပုံလံပပတံမူဟုတိနာအာရောဟံတိငုဟုတိနာအောရောဟံတိခြေသားတို့ယနေ့မကတတိုင်းကလူတွေဟာတဲ့ဒီဝေပုံလတောင်ကြီးကိုခဏပဲတက်ခဏပဲရှင်းတရက်တက်တရက်ရှင်းတောင်မရှိတော့ဘူးဘာပြုလို့ဟိုမှာကကုသမြတ်စွာဘုရားလက်ထက်တုန်းက၄ရက် တဲ့ရလေးယူတနာမြတ်ကောနာဂုံဖရာလက်ထက်မှာသုံးရက်တဲ့ရတဲ့သုံးယူတနာမြတ်ကံကံပါမြတ်စွာဘုရားလက်ထက်မှာနှစ်ရက်တဲ့ရတဲ့နှစ်ယူတနာမြတ်နှစ်ရက်ချင်းရအစိမ်းမြာသုံးလောကသောတာဂေါတမမြတ်စွာဘုရားလက်ထက်ကြတော့တယူတနာမြင့်ပါတော့လားဟုတ်လားတရက်တဲ့ဖြစ်ပါတော့လားဒီလိုနော် ကကုသမြတ်စွာဘုရားအနှစ်၄တောင်တန်ပွန့်လူတို့ရဲ့အသက်တန်းဒီတစ်ဖြည်းဖြည်းဆုတ်လို့ဆယ်နှစ်တန်းရောက်ဆယ်နှစ်တန်းကအဆက်ပေါင်းမြောက်များစွာနေပြီးတော့တဖန်ပြန်ပြီးတက်ကအသင်ချေထီအောင်တက်သွားလို့အသင်ချေကပြန်ပြီးရော့လာတဲ့အခါအနှစ်၃တောင်တန်းမှာကောနာကုံဖျားပွန့်အန္တရကတကချပြီးတော့ပွန့် ဘောနာကုံဘုရားပြိနိဗ္ဗာန်စံပြီးတဲ့နောက်အနှစ်300တန်းကတဖြည်းဖြည်းလူတွေအသက်တန်းဆုပ်လို့ဆယ်နှစ်တန်းရောက်ဟင်းတဖန်အသိဉာဏ်ထိအောင်ပြန်တဲ့အသိဉာဏ်ကလည်းပဲအဆက်ဆက်နေရာကတဖန်ပြန်ပြီးတော့ဆုပ်လာလို့အနှစ်200တန်းမှာကတ္တပမြတ်စွာဘုရားပွင့်ဘောနာကုံဘုရားနဲ့ကတ္တပဘုရားရလေပဲအန္တရကတ္တကပဲချိုင်း ကတ္တပမြတ်စွာဘုရားအနည်းနဲ့တောင်းတန်ပွင့်လို့ပရိနိဗ္ဗာန်စံပြီးတဲ့နောက်အနှစ်တည်း၁၀နှစ်တန်းကြည့်အောင်တရဝါကြီးအသက်တမ်းဆုပ်ယုပ်လို့တဖန်အသင်ချေကြည့်အောင်ပြန်တဲ့ပြန်ပြီးတော့ဆုပ်ကတ်မှာအနှစ်၁၀၀တန်း၌ဂေါတမမြတ်စွာဘုရားပွင့်ဖို့ပဲမပွင့်ဘူးဘာဖြစ်လို့တော့ပါရမီမပြည့်စုံသေးလို့ရိုးရိုးဝန်ခံရင် အာဇာချင်းအနှစ်2000တန်မကွင့်ရင်အနှစ်9000တန်ပွင့်ပါမကွင့်သေးဘူးပါရမီမပြည့်စုံသေးလို့အဲ့ဒီတော့ကပွင့်သွားရင်လည်းခဏိပုဂ္ဂိုလ်ဒီဟာပေါ့လေဖရာရဲ့သာသနာတွေ့ရတော့မှာမဟုတ်ဘူးအဲ့ဒီတော့ကမပွင့်တာလည်းပဲဒီဘုန်းကြီးတို့ကဒကာမကြီးတွေအားလုံးဘို့ပဲလို့သာအောက်မိပဲအနှစ်9000တန်မပွင့်ဘူး၄000 3000 2000 1000တန်မပွင့်သေးဘူး ပန်းကြောင့်လေယိုးယိုးပြောပါရမီမပြည့်သေးလို့အဲအနှစ်900တန်းမပွင့်သေးဘူး400 300 200တန်းတိအောင်မပွင့်သေးဘူးအနှစ်100တန်းနောက်ဖြားဆွဲလောက်မှလာပြီးတော့မှပါရမီကပြည့်လို့အခုအနှစ်100တန်းလာပွင့်ရတော့အန္တရာကတကတ်တင် မကတော့ဘူးတဲ့အေးတကတ်နဲ့တဝက်သာသာ ပြောလာတော့ခုနကဝေပုံလတောင်ကြီးကတယူသနာမကတော့မိမ့်သွားအဲယူသနာဝက်လောက်ထားပါအဲ့ဒီတော့တနည်းတည်းမရှိဘူးတဲ့ဒါကိုမြတ်စွာဘုရားကမာဂရကဘိခဝေမနုဿာဝေပုံလံပပတံမုဟုတ်ကေနာအာရောဟန္တိမုဟုတ်ကေနာဩရောဟန္တိ चित्त တို့ မဂ္ဂတိုင်းသာမာဂတကခေါ်တဲ့မဂ္ဂတိုင်းသာဒီလူတွေဟာတဲ့ယနေ့ဝေပုံနာခေါ်တဲ့ဒီတောင်ကိုခဏပဲတက်ကြတယ်ခဏပဲဆင်းညဧတရိခောပဏံဘိကဝေအရဟံသမ္မာသမ္ဗုဒ္ဓောစိတ္တတို့ခဏိတော်လေအရဟံကုန်ရှင်သမ္မာသမ္ဗုဒ္ဓအကုန်ရှင်ဖြစ်တဲ့ငါဖျားပွန့်လေမေရှံခောပဏံဘိကဝေသာရိပုတ္တမောကလနံနာမ သာဝကယုကံအကံပတ္တယုကံနာဖေယရဲ့အကသာဝကအစုံကြတော့သာရိပုတ္တရာတိမောကလန်တိလို့ခြေသားတို့အသိပဲမဟုတ်လားကိုတို့လက်ထက်လုံးလုံးစင်ကဝေပုံကတောင်ကြီးရဲ့ဝေပုံကဆိုတဲ့အမည်မကဒတိုင်းကလူတွေရဲ့ဟုတ်လားဒီအသက်ကထင်ရှားရှိနေသေးတယ်ကိုတော်လည်းအသက်ထင်ရှားရှိနေသေးတော့ တရားရှင်းပုံပြောပါဘဝိတ္တိဘိခဝေသောတမယောယာယင်စေဝိမသပပတ္တသတမညာအန္တရဒာယိတတိဣမိသမနုဿာကာလင်ဂရိသံတိအဟင်္စပရိနိဗ္ဗာယိတာမိကိုတော့ပဲကြားဘိခဝေယံတို့မြတ်အိုစေတာတို့ယတမင်းအချင်းအခါ၌ဣမသာပပတ္တသဤဝေပုံလာတောင်းကြီး ယာအယံသမညာအကျဉ်းဝေးပုံကတောင်ဆိုတဲ့အမည်ဒီအန္တရာဒါယိတတိကွယ်လိမ့်မယ်။ဣမေသမနုဿာဣမကဒတိုင်းသာလူအများလည်းပဲအံကာလင်ကလေးသံတိတယောက်မကြံစုတိပြတ်ကျွေးသေးလွန်ကြကုန်လတအဟင်းစာလူသုံးပါးတို့ဆရာဖရာငါလည်းပဲယသမိန်သမီးရဲ့အချင်းအခါ၌ပရိနိဗ္ဗာန်ရိတ်တာမီပရိနိဗ္ဗာန်ဝန်ဆန်ချုပ်ငြိမ်းပုံစကသိညပေတော့အာ သောသမယောဒီဝေပုံလာတောင်ကြီးရဲ့ဝေပုံလာဟူသော အမည်ပြောက်တဲ့အချိန်ရာဇကြိုပြည်တဲ့ကမဂဒကမဟာဂဒကလို့ခေါ်တဲ့မဂဒတန်ကဒီလူညာတယောက်မကြံသုတိပြတ်ကျွေးသေးလွန်းတဲ့အချိန်ငါဖရာပရိနိဗ္ဗာန်ဆံလွန်တဲ့အချိန်ကြီးဘဝိတ္တိမုတ်ချဧကံဖြစ်လိမ့်မည်အမှန်တနည်းဖြစ်လိမ့် ဒါမျောပြီးတော့ခြေသားတို့ကြည်ကြမြင်မလားဆိုပြီးတော့မှပတ္တတာဘိကဝေဧဝံအနိစ္စာဘိကဝေသင်္ခါရာဧဝံအတုဝါဘိကဝေသင်္ခါရာဧဝံအနတ္တတိကဘိကဝေသင်္ခါရာခြေသားတို့သက်ရှိသက်မဲ့သင်္ခါရဤဆိုတာအခုတော့ပြောခဲ့တဲ့အတိုင်းမမြဲခြင်းသဘောမခိုင်ခြင်းသဘောမသက်တာခြင်းသဘောရှိတယ်ဆိုတာ အနိစ္စလက္ခဏာကိုအကျဉ်းဆုံးဖော်ပြအန္တရကတ်နဲ့ရှင်းပြီးတော့ပြအခုလည်းပဲတရားနာပရိသတ်တွေအနေနဲ့ဩဒီသမာဝတိဝတ္ထုဖြစ်ပေါ်ခဲ့တဲ့အချိန်တုန်းကရှိတယ်ဘုရားကိုတော်မြတ်ကြီးပရိနိဗ္ဗာန်စံသွားပဲဟဲ့အဲဒီတုန်းကကောသမီးကြီးကတစ်သေးသုံးယောက်အစအနဘာမှမရှိဘူးအကုန်ကြောက်ကုန်ပြီ ဒီအကြောင်းဝတ္ထုမှာအဝန်အပါဖြစ်တဲ့သံဃာဝတိတို့မာကံကြီးတို့တယောက်မှမကြံမှုဟဲ့အာလုံးချုပ်ကြောက်ကုန်ပြီယုံနံဓမ္မသင်္ခါရတို့ကဤတို့မမြဲခြင်းသဘောရှိကုန်စွာတကားဤတို့မခိုင်မာခြင်းသဘောရှိကုန်စွာတကားဤတို့မသက်သာခြင်းသဘောရှိကုန်စွာတကားလို့အဲ့ဒီလိုကိုနာတဲ့တရားတွေကနေပြီးတော့ အနိစ္စဒုက္ခအနတ္တသဘောကိုအဲ့ဒီလိုလည်းပဲစဉ်းစားပြီးတော့နာယူကြပါပြီ။